မင်္ဂလာပါဒီနေ့ကျွန်တော် reaction လုပ်ခြင်းတဲ့ဗီဒီယိုလေးကတော့မပုတုယာရီတွေးရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะအလုံးသိတဲ့အတိုင်းမပုတုကတို့တို့မဟာသွေးလို့ရေးထားတဲ့အတွက်ကျွန်တော်ကမဟာသွေးနဲ့မထိုက်တန်လို့သူနဲ့ထိုက်တန်တဲ့နာမည်မပုတုယာရီတွေးဆိုတဲ့နာမည်လေးကိုကျွန်တော်ပေးထားခဲ့တာရှစ်ဗီဒီယိုဖိုင်မှာမှတ်မိကြပါမှာเนาะအခုဒီမှာသူဘာတွေပြောလဲဆိုတာကိုကျွန်တော်တို့ reaction လုပ်နေကြည့်ပါပါเนาะရီမုတ်လုံးသေးတာဆောင်ရေးကြီးလို့လားဟာကြည့်ရပါဘောဗျ ရီမုတ်လုံဆိုတာဘယ်လိုလဲဗျာဒီလိုချိုးချိုးမော့မော့မင်းသားလေးမပြောနဲ့ကို့အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင့်လေးတွေတေးရတာမှစိတ်မကောင်းဖြစ်ရတယ်လေကို့အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင့်လေးတွေတေးရင်တော့မှတိတိကျကျမြေမြုပ်ပြီးတချို့မေးချတယ်လေအေးပါအေးပါအေးပါဟုတ်တယ်ဟုတ်တယ်အဲအိမ်မှာမွေးထားတဲ့ခွေးလေးကြောင့်လေးတွေတေးချမြေမြုပ်ပြီးတချို့ပေးကြတယ်မင်းအောင်လိုက်မွေးထားတဲ့ခွေးကြီးတွေတေးလို့ရှိရင်တော့လက်နဲ့ကောင်ပုတ်နေကြပဲနော်ဟုတ်တယ်မလားညောင်ဘေးမှာပုတ်တာယူမလားဟမ်ဟိုမှာလာရှုတိုက်ပွဲတုန်းကဆိုခွေးတွေတော့စိုးရနေတယ်ဟမ် နော်အဲ့တော့ခွေးတော့ကြောင်တော့တာမုံမရှိလို့ပေါ့နော်ဟုတ်လားမင်းသားကကံကိုတက်စီတည်တော့မဟုတ်ဘူးလေနှိမ့်ဆက်ခံရပြီးတော့အသက်ခံရတာလေနော်တေယုံမင်းသားဂျီမော့လို့မုံမုံလို့ခေါ်ကြတယ်တေယုံမင်းသားအော်တေယုံမင်းသားအော်အော်ဟေးကိုရခင်မမီဘူးခွေးတေယုံမင်းသားရဲ့ဘာလဲဆိုတော့မတည်ဘူးကျမတို့ဟိုမြန်မာပြည်သက်တွေကမြန်မာဖန်တွေကဟာဒီမင်းသားအော်တေးဆုံးမှုပေါ့နော်အသက်ခံရတဲ့အကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့ခဏခဏတက်တယ်ဆိုတော့အဲ့မှာကျမ အာဘင်းဟုတ်တစ်ခုအောက်မှာကျွန်တော် comment လေးဝင်မန်းလိုက်တာ။အော်ဒီအာမင်းသားလေးငယ်ငယ်ချောချောလေးနဲ့နော်အခုလိုမျိုးနှိမ့်ဆက်ခံရပြီးတည်သွားတာစိတ်မကောင်းဖြစ်လိုက်တာဝမ်းနေပါတယ်။အာကမြတ်ဒုက္ခတိလာပါစေဘာညာဆိုပြီးတော့ကိုကြိုက်လက်မင်းသားလေးမလို့ကျွန်တော် comment လေးကိုရန်ပန်းပြီးရှင်းလိုက်တာ။အဲ့တော့ကျွန်မနဲ့တည်ရမိတ်ဆွေတယောက်ပါပဲ။ကျွန်မ comment အောင်မှာလာပြီး reply ပြန်။အဲ့မင်းသားတည်တာဆောက်ရေးကြီးလို့လားတဲ့။တခြားကောင်မတွေကိုတဲ့ဘာမှမပြောလို့ပြင်မယ်တဲ့။ မဘုဒ္ဓကနိုင်ငံရေးသမားတယောက်ဖြစ်ပြီးတော့အဲ့လောက်တောင်သဘောထားသေးတင်ရလားတိုင်းမိမှာဒီလောက်စစ်ဖြစ်ပြီးတော့ကိုတိုင်းမိမှာစစ်ဖြစ်ပြီးလူတွေသေးတယ်ပေါ့ခွဲကလေးသေးတယ်ပေါ့ခွဲအဲ့ဒါထက်ကိုတိုင်းမိမှာစစ်ဖြစ်ပြီးလူတွေသေးနေကလေးတွေသေးနေတာထက်တရုတ်မင်းသားသေးတာကအရေးကြီးလို့လားတဲ့ကျမတို့ကတော့ဒီရုပ်မင်းသားရွေမုံလုံးတွေကကိုနိုင်ငံရေးစစ်ဖြစ်ပြီးကိုနိုင်ငံကြီးမွားတာထက်အရေးကြီးတယ်လို့ပြောမိလို့လားအင်းကိုကြိုက်တယ်လို့ကိုအားပေးတယ်လို့ ကိုယ့်ရဲ့အိုင်တို့တည်သွားလို့စိတ်မကောင်းတာလို့ဝမ်းနေတာတော့ဝမ်းနေလို့မရတော့ဘူးလားအဲ့လေဟုတ်တယ်အိုင်ခင်ဗျားတို့ပဲလူခွင့်ရေးတို့ခင်ဗျားတို့ပဲတစ်ချိန်လုံးပြောတာကျမတို့မှာ right မရှိတော့ဘူးလားဝမ်းနေလို့မရတော့ဘူးလားဟမ်မြန်မာပြည်စစ်ခဲ့တာအခုမှဖြစ်တာမဟုတ်ဘူးလေငါးနှစ်တောင်ရှိနေပြီလေထူးဆန်းနေလို့လားထူးဆန်းဖြစ်နေလို့လားအဲ့လိုစပွဲတွေမကြရှိစေချင်လို့စပွဲတွေမြန်မြန်ပြအောင်လို့စက်တက်ကခမားတို့ကိုစပွဲဝိုင်းကိုဖိတ်ခေါ်တယ်လေ PDF တွေအများဆုံးအလင်းဝင်ပါဆိုပြီးခဏခဏအလင်းဝင်ဖို့ဖိတ်ခေါ်တယ်လေ။အော်အဲ့လိုလားအေးအေးပြောပြောပေါ့အနေဆုံးစအနေဆုံးအင်အားသုံးပြီးတော့အတညာဆုံးနှိမ်နေတယ်လေ။ဟာဘာဖြစ်လဲဘာဖြစ်လဲအနေဆုံးစအနေဆုံးအင်အားသုံးပြီးအတညာဆုံးနှိမ်နေတာအောင်မလေးဘဂူတာဝါတာဖရားကြီးအနေဆုံးအစဉ်အနေဆုံးအင်အားသုံးပြီးအတညာဆုံး နှိမ်သေးတော့လားတော်တော့တယ်နော်ရွာတွေလည်းပြောင်းနေပြီအခုဘက်ထမှာတနေ့တိုင်းတမ်းဘက်ကပုံတပုံပို့လာတယ်နော်ကရင်တဲအိမ်လေးခလေးလေးက၃နှစ်သားလောက်ရှိမယ်ဒီအပိုင်းစုပ်ပြတ်ပြီးတော့စစ်တပ်ကတတ်သွားတာနော်နော်အဲ့အိမ်သားတွေလည်းအကုန်တတ်သွားတယ်အာမြင်မကောင်းဟမ်အဲ့ဒါအ ਨੇ ဆုံးအင်အားစင်လောက်လာတာဟမ်လက်ရှိပေါင်900ဘုံကြီးနဲ့ကျဲတာဒါအအနှိမ့်ဆုံးအင်အားပေါင်900ဘုံဝက်ဖြတ်စွမ်းအားဘလောက်ပြင်းနေဆိုတာအားလုံးသိနော်အဲ့ဒါအနှိမ့်ဆုံး အ ਨੇ ဆုံးအင်အားလာဟမ်ယွာတယွာကိုစစ်တောင်းထိုးပြီးအဲ့ဒီယွာစစ်တောင်းယွာထွက်လာတယ်ပြာပုံဝင်ပြန်မိခဲ့တာအ ਨੇ ဆုံးနှိမ်နင်းတာလာဟမ်ဒုက္ခပါပဲကွာဒါပေမဲ့ခမားတို့ဗဇက်ကပြောတာတွေးတွေးမှာရွှေနေကြမရှိလို့ခမားတို့ပြောပြောတာလीတလိုင်းမီတလိုင်းလာပဲတမျိုးပြီးတမျိုးသိမ့်မယ်ဆိုဟုတ်တယ်အဲ့ဒါတွေပြောရတာကမင်းတို့တွေအဲ့ဒါလို့ပြည်သူပေါ်ရေးရဲဆက်ဆက်ဒုက္ခပဲတတ်ဖြတ်နေလို့ ငါတို့ကသွေးကြွေးမှာဆွေးနှင်းစရာမရှိဘူးဆိုစကားကိုပြောတာမင်းတို့ဘာမှမလုပ်ခင်ငါတို့ကကြိုပြီးတော့ဟဲ့သွေးကြွေးမှာဆွေးနှင်းစရာမရှိဘူးလို့ဘယ်သူမှထပြောတာမဟုတ်ဘူးဟမ်လူအချင်းလက်လက်ကိုဖမ်းသွားပြီးကြိုးတောက်ပြီးမီးဓာတ်စီလောင်းမီးချိုတယ်ညဘက်ဖမ်းသွားမနဲ့အလောင်းလာပို့တယ်ပါဇက်ထဲကို acid တွေတန်ချောင်းတွေပဲတွေထိုးထည့်ပြီးရေးရဆက်ဆက်နှိပ်ဆက်ပြီးတော့တတ်ပြစ်တယ်ဟမ်ဘာမှမဆိုင်တဲ့ဒီခလေးလေးတွေကိုဘုံကျဲပြီးတတ်ပြစ်တယ် စာတင်ကြောင်းတွေဖုန်ကြီးကြောင်းတွေစစ်ဘေးရှောင်စခန်းတွေစီရင်ပြတ်မှမဟုတ်တဲ့အရာတွေကိုရဲရဲဆက်ဆက်ပေါင်900ဘုံးတွေ drone တွေ rock ဒီ rocket တွေနဲ့เนาะမျိုးစုံเนาะတက်ဖြတ်တယ်အဲ့လိုဟာတွေလောက်လာလို့မခံနိုင်လို့အေးငါတို့ကတွေးတွေးမှဆွေးနွေးစရာမရှိဘူးလို့စကားကိုပြောတာလေတွေးတွေးမှဆွေးနွေးစရာမရှိဘူးဆိုတဲ့စကားကအရင်ထွက်လာတာမဟုတ်ဘူးမင်းတို့ကအရင်ရုတ်မှလို့တွေးတွေးမှဆွေးနွေးစရာမရှိဘူးဆိုတဲ့စကားကထွက်လာတာ ပြီးတော့ဘလူးမှဖင်ရပြီးတော့သွေးချင်းမှသွေးနေစရာမရှိထောက်အရင်អော်လာမဟုတ်ဘူးเนาะအဲ့တော့စကလုံးနှစ်ခုရဲ့အတိတ်တွေကိုမတူတဲ့ဟာကိုလာမပြောနဲ့လေငါတို့အရင်អော်လာမဟုတ်ဘူးငါတို့အရင်တိုင်းပြည်မှာစူပုံထထုတ်လာမဟုတ်ဘူးဒီအာနာသိန်းကိုစပြီးဖြစ်တယ်ကစက်တက်ကပြောတယ်เนาะဒီမှာမဲမတမာမှုတွေဖြစ်နေတယ်မဲမတမာမှုဖြစ်တာကိုလည်းစည်ရင်းစရာအတိကျနဲ့ဘယ်ဘယ်မဲယုံမှာဘလူးမှားနေပါတယ်ဆိုပြီးတော့သူစည်ရင်းစရာအတိကျနဲ့ထုတ်ပြန်ပြီးတော့ဒီမဲမတမာမှုတွေကိုနှိမ်နှင်းပြီး မဲမဲတမာမှုတွေကိုဖြည့်ရှင်းပေးပါလို့ तू ပြောတယ်လေ။နိုင်နေ तू ပြောတခါတခါပြောတာမဟုတ်ဘူးလေ။မပူတူနော်နေလဲနိုင်ငံရေးနဲ့ပတ်သက်လို့နားနဲ့လဲလူပြောက်ပဲ။မဲမဲတမာမှုကိုနှိမ်နင်းပြောပြောတယ်ဟဲ့ဆိုတာဘယ်လိုပြောတာလဲ။လမ်းဘေးကနေခွေးလေခွေးလင်းလို့အော်ဂျင်တိုင်းအော်တယ်လို့ပြောနေတာကိုအဲ့ဒီရွေးကောက်ပွဲကော်မရှင်နဲ့အစိုးရကဖြည့်ရှင်းပေးရမှာလား။ရွေးကောက်ပွဲမဲမဲတမာရင်ရွေးကောက်ပွဲမဲဆန္ဒနဲ့ ဘယ်တိုင်းဘယ်ခရိုင်မဲယုံအမှတ်ဘလောက်ဘယ်မြို့နယ်ကကိုယ်စလဲလောင်းဘဒုကဲမဲဆန္ဒယုံမှာဘလုံးမဲမတမမှုဖြစ်ပါတယ်ရွေးကောက်ပွဲကော်မရှင်ဖြည့်ရှင်းပေးပါဆိုပြီးတော့တက်မှတ်ထားတဲ့ရက်အတွင်းမှာရွေးကောက်ပွဲကော်မရှင်ကိုတက်ဆိုင်ရာနော်ဒီလွတ်တော်ကိုယ်စလဲကနေကန့်ကွက်ပိုင်ခွင့်ရှိတယ်လေအဲ့လိုမျိုးတရားဝင်ဘလူကန့်ကွက်တယ်လမ်းပေးရနေအော်ဂျင်တိုင်းအော်မဲမတမအူဖြည့်ချင်းပေးပါမဲမတမအူဖြည့်ချင်းပေးပါဆိုတော့အဲ့တော့ငါလည်းရွေးကောက်ပွဲဝင်ပြန်မယ်တူလည်းရွေးကောက်ပွဲဝင်ပြန်မယ် ငါရွေးကောက်ဖို့မနိုင်တော့တဲ့မဲမတပါဘူးဖြစ်စီမိမထအောင်လို့ရကြေးလာမဲမနမဘူးဆိုရင်တိတိကျကျလှုပ်ထုံးလုံးနေတိုင်းဥပဒေဘောင်အထက်အတိုင်းတွားလေအဲဥပဒေပြင်ပနေအော်နေတဲ့ဟာကိုအဲ့ဒီလူတွေကလိုက်ပြီးတော့ဖြစ်ချင်းပေးရမှလားနောက်တစ်ခုရှိတာကနော်လက်ရှိနေတော့မဲမတမဘူးဆိုပြီးတော့နေတော့အာနာသိန်းနေဟုတ်တယ်မလားအာနာသိန်းတာဒီ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မနက်9:00မှာတမနာကိုလာဖမ်းသွားတယ်မနက်9:00မှာကာလုံခေါ်ပြီးတော့ အစည်းအဝေးလုပ်ပြီးတော့အဲ့ရနေအာနာသိမ့်နဲ့ကျင်းညာတယ်အဲ့တော့မနက်9နာရီတမနာကိုလာဖမ်းတဲ့အချိန်မှာနိုင်ငံတော်တမနာဟာ2015မှာနေလို့စစ်တပ်ကိုတိုင်းအတိပြုထားတဲ့တရားဝင်နိုင်ငံအစိုးရရဲ့တမထအဖြစ်ဆိုလို့ဆိုတော့ညီတို့မရတဲ့အချက်အဲ့တော့ညီတို့လှုပ်တာဒီနိုင်အာနာလက်ရှိတောင်ဝင်တက်ရောက်နေသေးတဲ့နိုင်ငံတော်အာနာဒီတမထကိုလက်နဲ့အာကိုနဲ့ညီတို့မတရားဖမ်းဆီးပြီးတော့အာနာသိမ်းတာဟုတ်လားမဟုတ်ဘူးလားအဲ့ဒါနိုင်ငံတော်ပုံကံမှုလေအဲ့ဒီမှုတွေ ်ရှင်းတာတော့မရှိတော့ဘူးဟမ်အဲ့လိုမျိုးကျတော့ဒီလိုပစက်တွေပိတ်နေတယ်မနက်ကဆိုရင်အကာလုံးအစီဝဲခေါ်ရမယ်ကာလုံးပြီးမှကာလုံးကဆုံးဖြတ်ချက်နဲ့အာနာသိမ်းရမှာလေဟမ်ဟုတ်တယ်မလားကာလုံးကဘာမှအာနာမတင်းမင်းနဲ့မင်းအောင်နိုင်ကလာပြီးတော့တမထောက်လာဖမ်းတာလေအဲ့ဒါနိုင်ငံပုံကန်တာမဟုတ်ဘူးလားဟမ်အဲ့လိုမျိုးကျတော့ဒီလိုပစက်တွေပိတ်နေတယ်ဟမ်အဲ့တော့မဲပဒမမှုလို့ခေါင်းစဉ်တက်မယ်ဆိုရင်လည်းအဲ့ဒီလာဖမ်းတဲ့ကိစ္စကဘာမှမဆိုင်ဘူး။ဘာလို့လဲဆိုတော့2015ကတမထကြီး2020နဲ့တက်လာတဲ့ဦးဝင်းမြင့်ကတမထမဟုတ်ဘူး စဉ်းစားကြည့်အဲ့တစ်ချက်တည်းနေတို့ကြည့်ဗျမ်းမာတာတွေလိုက်မပြောနဲ့ခောက်ခါတိတိတူပြောတာပြောတာတိုင်းတိပြည်တိခောက်ခါတော့နော်တရင်စာတွေထဲမှာတည်ရမဟုတ်ကျွန်တော်မင်းပဲတိုင်းတိပြည်တိအဲ့လိုပြောဆိုနိုင်ငံရေးမှအဲ့လိုလုပ်လို့ရကြည်လားဟမ်ဟုတ်လားနိုင်ငံရေးမှအဲ့လိုလုပ်လို့ရကြည်လားအာမဲမတမအုပ်ဖြစ်မဲမတမဖြည့်ချင်းနဲ့လမ်းချောင်းရှိတယ်ဥပဒေလမ်းချောင်းပေါင်းအတွင်းကတူအတူတစ်ဆင့်နဲ့တစ်ဆင့် ဘယ်မဲယုံဘယ်ဆန္ဒနဲ့ကဘလို့မဲမတမအောင်ဖြစ်ပါလေသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကိုလှုပ်ထုံးလုပ်ပြီးအတိုင်းအဲတင်ရတယ်ဒါပေမဲ့အဲ့လိုတင်တဲ့နေရာမှာတတ်မှတ်ထားတဲ့ငွေကြေးနှုံတာရှိတယ်ဟမ်ဘယံပဒါအဲ့လိုပြောလာမှာဆိုလို့ဥပဒေမှာတခါပါပြီးတာဒါပေမဲ့အဲ့လိုဥပဒေပေါင်တဲ့ကဘဒူးမှမတင်ဘူးဘယ်ဘယ်ကိုယ်စလဲမှလည်းမတင်ဘူးနော်ဒါပေမဲ့လမ်းပြရနေမဲမတမအောင်ဖြည့်ချင်းပေးပါမဲမဲမတမအောင်ဖြည့်ချင်းပေးပါအော်ရအောင်ရွေးကောက်ပွဲဝင်ပြရင်မနိုင်တာနဲ့အဲ့လိုအော်ချင်းအော်လို့ရကြည်လားဟမ်မင်းတို့တမိုင်းမအောင်နိုင်ဘူးလို့ရှိတယ် ဒါကြောင့်မလို့ကြော်မျိုးမင်းပြောတာတော့နေသေးတယ်ဇီရိုပဲဆိုတာဟမ်မင်းတို့တမိုင်းမှာနိုင်ဘူးလားရှိတာ2010ကနိုင်တာမဟုတ်ဘူးနော်2010ကမင်းတို့အာဏာမင်းတို့ယူတာအခုပုံစံအတိုင်းပဲအဲ့နိုင်နေဆိုတာကပါတီစုံပါလာမှနိုင်တာ2017တို့ဟာမျိုး2015လိုဟာမျိုး2020လိုဟာမျိုးမင်းတို့နိုင်ဘူးလားကိုယ်အစ်စ်လည်းကိုကြည့်အောင်လေဟမ်မဲမတမန်မှုဖြစ်လို့မင်းတို့ကမနိုင်တာလားမင်းတို့ကမင်းတို့စောက်တော့မကြလို့မနိုင်တာလားဟုတ်ပြန်ပြီ တော့ပြောတယ်သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီးတော့ပြောတယ်မင်းစီးရင်တွေမှာတာမာမှုဖြစ်နေတယ် NLD ပါတီကဖြည့်ရှင်းပေးပါလို့သူပြောခဲ့တယ်လေခင်ဗျားတို့နားမပေါက်ဘူးလေခင်ဗျားတို့အတိညာရန်ရည်မမီတော့ခင်ဗျားတို့လူစင်မမီကြအောင်လေခင်ဗျားတို့ကလူစင်မမီလို့အရေးပြတာအကောင်မမြင်ပေမဲ့ဟုတ်အတိညာရှိပြီးတော့နော်စီးရင်နိုင်ငံရမျော်မြင်ရှိရဂျပန်နိုင်ငံဟိုအစာရေးရှင်မှုသတင်းဌာနကသတင်းစာရှင်းလင်းပွဲလို့တော့လာမိတယ်လေ စစ်တပ်ကဟာနော်မဲဆင်းမတမာမှုတွေရှိနေလို့ဖြည့်ရှင်းပေးပါဆိုပြီးတော့ NLD ပါတီကိုတောင်းဆိုတာ6ကြိမ်တည်းရှိသွားပြီတကယ်လို့ NLD ပါတီကအဲ့ဒီမဲမတမာမှုကိုဖြည့်ရှင်းမပေးဘူးဆိုလို့ရှင်အာနာမသိမ့်ဘူးလို့အာမခံနိုင်ပါသလားတဲ့အာမမခံနိုင်ပါဘူးတဲ့ဟုတ်တယ်လေဖြည့်ရှင်း6ကြိမ်မကလို့အကြိမ်60អော်လဲဖြည့်ရှင်းစရာအကြောင်းမရှိဘူးရှင်းလားကိုစောက်စင်ကိုတိမင်းတို့ကစစ်တပ်နိုင်ငံမင်းတို့ပိုင်တာမဟုတ်မင်းတို့မဲမတမာမှုဖြစ်တယ်ဆိုရင် ဘယ်တိုင်းဘယ်ထရင်ဘယ်မြို့နယ်ဘယ်မဲဆန္ဒနယ်ကလွတ်တော်ကိုယ်စားလှယ်ဘသူကတရက်လိုလှုပ်ပြီးတော့ရွေးကောက်ပွဲကော်မရှင်ကိုတိုင်လေမတိုင်မဲနဲ့မင်းတို့စစ်တပ်ကမင်းတို့ကမင်းတို့အာဏာမရလို့မဲမတမောက်ဖြည့်ရှင်းပြပါဖြည့်ရှင်းပြပါအော်လာဟောင်း၆တိမကလို့အကြိမ်60ဖြည့်လေဖြည့်ရှင်းစရာအကြောင်းမရှိဘူးဖြည့်ရှင်းလို့ရှင်အဲ့ဒီဖြည့်ရှင်းတဲ့အစိုးရဥပဒေမဲ့လှုပ်ရလှုပ်တာရှင်းရှင်းလေးပဲနော် ဥပဒေဘောင်အတွင်းကလုံမယ်ဆိုရင်ဖြည့်ရှင်းစရာအကြောင်းမရှိဘူးမင်းတို့စစ်တပ်အနေနဲ့လမ်းဘေးကနေခွေးဝဲသား on the order ဆိုတဲ့ကမင်းတို့အစ်အောင်မင်းတို့တိနော်တကယ်မင်းတို့လောက်ကမှာကတကယ်မင်းတို့မဲမတ်တမာဘူးလားမဲမတ်တမာအဲ့ဒီမဲမတ်တမာနဲ့လွတ်ဒီမဲဆန္ဒနယ်မြေမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်မင်းတို့စစ်တပ်နဲ့တွားပေါင်းပေါင်းပြီးအဲ့လွတ်တော်ကိုယ်စားလှယ်ကိုတရားဝင်အဖြစ်တင်ခိုင်းအဲ့လိုတင်လို့မှရွေးကောက်ပွဲကော်မရှင်ကမလုပ်ဘဲဆိုဒါဟာရွေးကောက်ပွဲကော်မရှင်ကဥပဒေမဲ့ နော်လှစ်လှူရှူတာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကော်မရှင်နဲ့အစိုးရမှာပြဿနာရှိနေတယ်နော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့လမ်းဘေးကနေခွေးလေခွေးလေဟိုလမ်းဘေးခွေးဝဲစားအော်နီလာတဲ့နဲ့လူလိုက်အော်နီမဲမတမအုပ်ဖြည့်ရှင်းပေးပါမဲမတမအုပ်ဖြည့်ရှင်းပေးပါဟမ်မကျင်နိုင်ဝင်ဝင်ကြိုက်မယ်ဆိုတော့ဟာမျိုးဟုတ်လားအဲလမ်းဘေးကဟောင်းတယ်ဟောင်းတော့ဟိုခွေးကဟောင်းတာ၆ခါရှိနေပြီခညက်ခဲလေးပါလေမကြွေးဘူးလားလာမေးတယ်ကြွေးစရာအကြောင်းရှိဘူးငါ့အိမ်မှာမွေးတာကွေးမဟုတ်ဘူးတွတ်တူဟောင်းခြင်းနဲ့ဟောင်းတဲ့ဟာအဲ့တော့ ထနေခက်မကြွရင်ဒီခွေးလာကြိုက်မယ်အာမခံရသူဟဲ့အာမခံလာကြိုက်ချင်းကြိုက်လိုက်မယ်ဆိုတဲ့ဟာမျိုးဖြစ်နေဦးနေပြောတာနော်အဲ့တော့ထနေစက်ကျွေးစရာအကြောင်းမရှိဘူးဟုတ်လားမလားလာကြိုက်မင်းတို့အာနာတဲ့ဒီအာနာတဲ့နဲ့အကျိုးဆက်ကိုအခုမင်းတို့မခံရမှာအခုမင်းတို့ငါးနှစ်ရှိပြီအာနာသိမ့်နေတာမင်းတို့ရလားအဲ့အဲ့အမ်ဖြေပဲအခုအာနာသိမ့်လိုက်တဲ့တိုင်းပြည်ဘယ်လိုဖြစ်သွားလဲအဲ့လားအမ်ဖြေပဲလာမချိန်ချောင်းနဲ့တိလားမတိလို့ရှိရင်အဲဟိုမဖြေရှင်းပေးတဲ့လူပဲအပြစ်ပုံစံပြောပုံစံစကားကိုလာကွက်ပြီးတော့ပြောတယ်မဟုတ်ဘူး တိလစကားကိုဖျက်ဖျောက်တန်တန်ပြောနော်အဲ့တော့အာနာသိန်းလို့တိုင်းပြီးပြက်စည်းတာအဲ့ဒီအာနာသိန်းတဲ့ဒူဒီမှာမတောင်းမရှိတယ်နော်အန္တန်ဒီအစိုးရ2020ရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်တပ်ကလမ်းဘေးခွေးအော်တဲ့ဟာကိုဖြည့်ရှင်းစရာအကြောင်းမရှိဘူးဖြည့်ရှင်းအဲ့ဒီအစိုးရအဲ့ဒီရွေးကောက်ပွဲကော်မရှင်ကဥပဒေမဲ့လုပ်လာပဲတချင်းချင်းလေးပဲဒီထဲရှင်းတာပါရှိသေးတယ်အဲဒီလက်ရှင်းတာနှစ်ယောက်ကဟာပဲရှိတော့တယ်ဟုတ်တယ်နော် ဒီမှာမဲစင်ကိုမဲယုံနေမှာမဲမတမာမှုတွေဖြစ်နေတယ်ဒါတွေကိုဖြည့်ရှင်းပေးပါလို့6ကြိမ်တိတိပြောတယ်အဲ့ဒါကိုဖြည့်ရှင်းမပေးဘူးဆိုရင်အာနာမသိမ့်ဘူးလို့အာမခံနိုင်သလားတဲ့အာမမခံနိုင်ဘူးတဲ့တိတိရှင်းတာဘာမှမရှိတော့ဘူးလူပိန်းအောင်မှမိကိုတွားပြီးတော့တွားကင်ရင်မိပူလိမ့်မယ်ဆိုတာတိတယ်မိနဲ့တွားပြီးကစားရင်မိလောင်လိမ့်မယ်ဆိုတာခလေးကစားခွေးအဆုံးတိတယ်ဒါပေမဲ့ခမားတို့ဒီမိုကရေစီအမိခံပြီးတော့ကုလနှစ်တည်းကမတိမတိတော့မတိတယ်မဟုတ်ဘူး ဒါလုံထုံးလုံနေအတိုင်းပဲနော်အဲ့ဒါကိုတွားဖြေရှင်းဖြေရှင်းတဲ့အစိုးရရွေးကောက်ပွဲကော်မရှင်ကဥပဒေဘောင်ကျော်လောက်တာဥပဒေဘောင်အထက်ကပဲသူတို့အလုပ်လုပ်ကြမှာနော်အဲ့တော့အဲ့လိုဥပဒေဘောင်ကျော်မလုပ်ပေးလို့အာဏာသိမ်းလားသိမ်းလေအာဏာသိမ်းတဲ့ကောင်တွေမှာမတောင်းဝင်ရှိတာရှင်းရှင်းလေးနော်ဖြေရှင်းစရာအကြောင်းကိုမရှိတာဟောအဲ့အဲ့လားဖြစ်လို့အာဏာသိမ်းရတော့သိမ်းပေါ့အခုနင်တို့ငါးနှစ်ရောက်ဝယ်သိမ်းလို့ရတာသိမ်းလေရှင်းပါပြောလေသိမ်းချင်ရမိုက်သွားသိမ်းလေ ဟာဟိုခနဲ့တို့လိုလိုရွှဲတို့လိုမထီလေးသားလို့တို့လိုလိုတယောတို့လိုလောင်တို့လိုနဲ့တင်းကြီးအမိုက်သွားတင်းဆိုပြီးအဲ့လိုပြောတယ်အဲ့လိုပြောလို့အာနာလဲကောက်လဲတယ်ဟုတ်တယ်တိုင်းစီအကြောင်းကိုမရှိဘူးဒီတိုင်းကြီးအာနာခဏနည်းဖြင့်အာနာထတိုင်းမထတိုင်းမလောက်အောင်နင်တို့နင်တို့တွေဖာခံပြီးတော့ဝယ်ထားတဲ့တိုင်းကြီးလားအငါမသိတော့မေးတယ်ဟမ်နင်တို့အခုနင်အပါဝင် နေအမဘောလိုက်မှနေတဲ့အဲ့ဒီစစ်ဖို့ဂျုံတွေမရတဲ့အကုန်စုပြီးတော့လာဟဲ့ငါတို့ဖွဲ့ကြီးဖာသားခံကြမယ်ဟဲ့ကဘာပတ်ပြီးဖာလိုက်ခံရတဲ့ငွေလေးကိုစုစုပြီးလို့ရှိရင်ယော့ဘဘိုင်မင်းအောင်လည်းယော့တိုင်းပြည်မြန်မာနိုင်ငံဆိုတဲ့ဟာကြီးဖြစ်ပေါ်လာအောင်တည်ဆောင်ပေးပါကွာအဲ့လိုလုပ်ထားတာလားအဲ့လားဆိုရင်တော့လေနင်တို့တိုင်းပြည်နဲ့တိုင်းလို့ရမှာပေါ့နည်းနည်းဖြစ်တာထတိုင်းမယ်နည်းနည်းဖြစ်တာထတိုင်းမယ်လို့ပေါ့ဟမ်ဟုတ်တယ်နော်ဒီတိုင်းကြီးပြည်သူပိုင်နဲ့တိုင်းကြီးလေမင်းတို့လက်ထဲတနတ်ရှိနေတယ်ပဲနည်းနည်းဖြင့်အာနာထတိမ့်မဲ့လောက်အောင်မင်းတို့ဘာကောင်းနေလဲဟမ် ကိုစောက်စင်ကိုကြည့်အောင်ကိုပြောတဲ့စကားဘယ်ရောက်နေလဲဆိုတာဒီတိုင်းပြည်ကနင်တို့ဖာခံတဲ့ဝယ်ထားတဲ့တိုင်းပြည်မဟုတ်ဘူးပြည်သူပိုင်တဲ့တိုင်းပြည်မြန်မာနိုင်ငံတိုင်းသား135မျိုးလုံးအကုန်လုံးပိုင်တဲ့နိုင်ငံစစ်ဘိုလ်ချုပ်မရတဲ့နင်တို့စစ်တပ်လော်ဘီကောင်မတွေဖာခံပြီးဝယ်တဲ့တိုင်းပြည်မဟုတ်ဘူးရှင်းလားတိုင်းချင်းတိုင်းတိုင်းအောင်ဥပဒေမဲ့အာနာတိုင်းနာကိုအပြစ်မပြောတဲ့ပြင်မတိလို့ရှိရင်အာနာတိုင်းတဲ့လူဘက်ကပဲမှန်တဲ့ပုံစံလာပြောနေတယ်တိလားမှန်ဖင်လာရှိန်ခံလိုက်နေရိုးရိုးမခံနဲ့ဟိုကော့တောင်းကနေ ဟိုပူတာဟိုရှိအမစုံကြီးစံတီပြေးပြီးခံနော်ခင်ဗျားတို့ပဲပြောင်းဝင်သွားပြီထုံနဲ့ထိုးတာလေနင်းတို့ပြောင်းအောင်ထုံနဲ့ထိုးအောင်လီးနဲ့သွားထိုးတာပြောင်းအောင်အဲ့ဒါပြေလို့အဲ့လိုဖြစ်ကုန်လားပြောင်းတော့ပြီးထုံးနဲ့ထိုးလို့ပြတ်ထုတ်ခံရတော့လေပြတ်ထုတ်ခံရပါလေဆိုပြီးမူတာလေနင်တို့เนาะဆိုတော့အဲ့ဒီလက်ရှိမြန်မာပြည်စစ်ဖြစ်နေတာအခုမှကောက်ခံနေတာထားပြီးဖြစ်တာမဟုတ် 9နှစ်တောင်ကြာခဲ့ပြီဆိုတော့ဒီ9နှစ်တောင်ကြာခဲ့တဲ့စစ်ပွဲမှာတေးခဲ့တဲ့ကိုနိုင်ငံသားတွေအတွက်ဝမ်းမနည်းလို့ပြောနေတာမဟုတ်ဘူးကိုနိုင်ငံမှာတေးသွားတဲ့နိုင်ငံသားတွေဟမ်ကို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 နိုင်ငံသားတွေမပြောနိုင်ဘူးနိုင်ငံသားတွေအတွက်နေမပြောနိုင်ဘူးလက်ရှိ နေတို့မြောက်ပေးလို့တေးရတဲ့စစ်သားတွေရဲတွေပြူစောတီးတွေနော်အဲ့ဒီတေးသွားတဲ့စစ်သားတွေရဲတွေပြူစောတီးတွေရဲ့ဒုက္ခိတဖြစ်ပြီးကြံနေခဲ့တဲ့စစ်သားတွေရဲတွေပြူစောတီးတွေအတွက်နည်းနည်းလေးတော့ဝမ်းမနည်းဘူးလား ငါငါတို့ပဲပြည်သူပဲအချမ်းအောင်နင်တို့မထပ်မသွမ်းနဲ့ငါတို့ပြည်သူပဲအချမ်းအောင်ငါတို့ငါတို့ရပြီနင်တို့တနာစရာလည်းမလိုဘူးနော်ငါတို့ပြည်သူကငါတို့ငါတို့ရှိပြီးသားနော်နင်တို့အဲ့စစ်သားတွေရဲတွေကျူစောတိတွေနင်တို့ဘာတစ်ခုကူညီပြီးဝိုင်းလဲဟမ်ငါတို့တက်မတော့ကွာငါတို့တက်မတော့ဘာဖြစ်နေလဲနင်တို့လောက်တာဟမ်စံတစိသွားပေးဖို့ဝိုင်းပြီလားအခုတော့မှခြေလက်ပြတ်ပြီးတော့ဘွားပြက်နေတဲ့စစ်သားတွေရဲတွေတပုံကြီးအခု2021အာဏာသိမ်းပြီးမှအဲ့ဒါတွေတော့နင်တို့ဘာလို့ပေးဖို့ဝိုင်းလဲဟမ်အဲ့ဒါဖြေပဲ လေးတငယ်တွေထက်ဒီတရုတ်မင်းသားသေးတာဆောက်ရေးကြီးတယ်လို့ပြောနေတာလည်းမဟုတ်ဘူးကိုနိုင်ငံမှာဆင်းပြဲလို့တေတို့ကိုနိုင်ငံသားတွေတဲ့ဝမ်းနေတာစိတ်မကောင်းတာတပိုင်းကိုကြိုက်တဲ့မင်းသားလေးငန်းငယ်ရွရွနဲ့လုံကြံခံရလို့တေသွားလို့ဝမ်းနေတာတပိုင်းနော်မတူတာကြီးတွေကိုရောမချနဲ့လေအော်နိုင်ငံရေးသမားဖြစ်တာနဲ့ပဲနိုင်ငံရေးသမားဖြစ်တာနဲ့ပဲကိုကြိုက်တဲ့မင်းသားလေးတေတာတော့ကိုဝမ်းနေပါတယ်လို့ပြောလို့မရတော့ဘူးလားကျမတို့မှလည်းနှလုံးသားရှိရဲ့လေကျမတို့လည်းချစ်တတ်တယ်လေ ဘဘတို့မှလည်းနှလုံးသားရှိရလေဘဘတို့လည်းချက်တတ်တယ်လေကိုကိုချက်တဲ့မင်းသားလေးကိုချက်တဲ့မင်းသားလေးတိတ်သွားလို့ဝမ်းနေတာအဲ့လောက်ထိရည်ကြီးခွင့်ရဖြစ်သွားလို့လားခင်ဗျားတို့နေရတာကသဘောထားမသေးသေးလေဗျာနေရတာကသဘောထားသေးသေးလို့မရဘူးဗျာနော်ဒီလောက်တော့နားလည်ပြီးကြပါကဲဒါကတော့မပုတုယာရီတွေးရဲ့သူသူဘလူးတော့မှန်ထားလားမသိဘူးဒါကသူတို့မင်းသားတိတိကျကျဒါကိုအယုံမထားပါဘူးအဓိကဒီဗီဒီယိုဖိုင်မှာကျွန်တော် reaction လုပ်ချင်တာက နော်ဒီရွေးကောက်ပွဲမက်ဆေ့ချ်မှားတဲ့ကိစ္စနဲ့အာနာသိန်းတာအာနာသိန်းတဲ့ဒူမှာပဲအပြစ်မရှိတဲ့ပုံစံမျိုးလို့အခုနောက်ပိုင်းမှာလော်ဘီတွေနော်ထွက်ထွက်ပြောလာတဲ့စကားကျွန်တော်ပြောတာရှင်းတယ်နော်ကျွန်တော်အစိုးရဖြစ်နေမယ်နော်ကျွန်တော်အစိုးရဖြစ်နေမယ်သူကစစ်တပ်ကသူကစစ်တပ်နဲ့ပါတီပေါင်းထားတာသူတို့နှစ်ယောက်ကအတူတူပဲရွေးကောက်ပွဲကျင်းပလို့နော်ကျွန်တော်ဘက်ကမနိုင်တာနဲ့မဲဆင်းမားတဲ့ဖြည့်ရှင်းပေးပါမဲဆင်းမားတဲ့ဖြည့်ရှင်းပေးပါအဲ့လိုပေါက်ပန်းလေးစက်អော်လို့ရတာ ဟမ်အဲ့တော့မနိုင်တဲ့ပါတီတွေထပ်အောင်လုပ်ကဲဥပါတီ50ရှင်းနိုင်မယ်ဆိုရင်အဲကျန်တဲ့ပါတီ40မနိုင်ဘူးထားလိုက်နော်အဲ့မနိုင်လို့ရှိရင်အာမက်ဆေ့မားနဲ့ဖြည့်ရှင်းပေးပါမက်ဆေ့မားနဲ့ဖြည့်ရှင်းပေးပါအဲ့တော့အော်ရင်လိုက်ဖြည့်ရှင်းပေးရမှာလားကမုတ်မတိတော့မေးတာပါလိုက်ဖြည့်ရှင်းပေးရမှာဟမ်အော်နိုင်အဲ့လိုလိုက်ဖြည့်ရှင်းပေးရပေါ့လားမက်ဆေ့မားနဲ့ဆိုရင်တတ်မှတ်ထားတာဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နယ်ဘယ်လွတ်မဲဆန္ဒနည်းမြေနော်မဲယုံနံပါတ်ဘလောက်ကကိုယ်စလေလောင်းဘသူတွေရှင်ပြိုင်တဲ့ယုံပါ မဲမတမမှုဘလို့ဖြစ်ပါလဲနော်တတ်မှတ်ထားတဲ့ရက်အပိုင်းချရှိတယ်လအပိုင်းချရှိတယ်အဲ့ထဲမှာအာမခံတဲ့ငွေကြေးနဲ့ရွေးကောက်ပွဲကော်မရှင်မှာတရလူပြီတော့ပြီးတိုင်တယ်အဲ့လိုတိုင်ခဲ့လားဥပဒေကြောင့်ရအဲ့လိုမျိုးဘလူတိုင်ခဲ့လဲဘလူမှမတိုင်ခဲ့ဘူးလေဟမ်လမ်းဖေးရနေကျွန်တော်ပြောသလိုဈေးဘေးမှာဈေးတွေလူတွေဥတော်ဟိုတွားနေတယ်ဈေးသာဝယ်တဲ့လူတွေဝဲကြိုက်ရင်းနဲ့နော်ဝဲကုန်ရင်းနဲ့ထိုင်ဟောင်းနေတဲ့ခွေးဝဲစားလို့အမင်းအောင်နိုင်အောင်ဩနေတာလေ ဟမ်အဲ့တော့ငါတို့ငါ့ကိုဈေးဝယ်ပြီးပြန်သွားတာခဏခဏမကြွေးဘူးနော်မတွေးတဲ့ကောင်ငါကြိုက်မှာဆိုတဲ့ပုံစံမျိုးနဲ့သူ့ကြွေးရွယ်လာတဲ့မြတ်လူอ่ะဟမ်မင်းစားနေမင်းအိတ်တခင်ကိုမင်းသွားတောင်းလေသူ့လှုပ်ထုံးလုံးသိရှိတယ်လေအဲ့တော့အခုဘာဖြစ်လဲအမ်ဈေးလာဝယ်တဲ့လူခဏခဏမကြွေးတော့ပြေးကြိုက်တာတဲ့အတူတူပဲနော်အဲ့တော့အဲ့လိုပြေးကြိုက်တဲ့ခွေရောကောင်းကောင်းနေရတာအာဈေးနာမှာဒီခွေတဲ့ကောင်ကြိုက်တတ်ပြီဆိုရင်ပတ်ဝန်းကျင်အတူကိုဘယ်လိုဆက်ဆံအေးလက်ရှိမင်းအောင်လာဖြစ်နေပြဿနာအလားပဲအခုကုလသမဂ္ဂမှာ ကပတ်ခေါင်းဆောင်တွေအကုန်မိတ်ခွန်းတက်ပြောနေတယ်နော်ရှင်းရှင်းလေးသူတို့သူတို့တရားဝင်အစိုးရပါလို့ဩဩနေတဲ့ဟမ်မင်းအောင်လိုက်အနားတော်ကပ်ခွင့်ရတာအဲ့ဒါအဖြေပဲနော်ကိုစောင်းစင်းကဘာဖြစ်နေလဲဆိုတာကိုအခုတိလက်မခံနိုင်ကြဘူးအာနာသိန်းက9နှစ်ရှိပြီနိုင်ငံကြီးရဲ့လေတတ်မတော်ကြီးကိုလှုပ်ထားတယ်နော်လေရင်ဒရုန်းကရင်ငုတ်တင်းမောကအဆုံးနော်လက်နဲ့ခမိစက်ကရိယာပစ္စည်းပေါင်းစုံအင်အား9သိန်းတော့ရှိတဲ့စစ်တီတွေကိုပိုင်ဆိုင်ထားတယ် ဟမ်အဲ့လိုဟာကြီးနဲ့အာနာကိုတိတ်နေတာဒီပြည်သူကမိချိုမောင်းပြက်သူမီးနဲ့စပြီးတော်လှန်တာအခု၅နှစ်ရှိသွားပြီအခုထိတော့အာနာမရဘူး။ဘာပြောလိုက်သေးလဲဘာအတက်ညာဆုံးထိုးစစ်စင်တာဟုတ်လား။အော်အတက်ညာဆုံးမလုပ်နဲ့။နော်ကြိုက်တယ်လို့လို့။စောက်ပို့တွေကိုပြောစရာမရှိကြံဖန်ပြီးပြောတယ်ကြည်။တိုင်းပြည်လည်းအကုန်ပြာပုံဘွားရောက်နေပြီ။ဟမ်အဲ့တော့ငါတို့အုပ်ချုပ်တာကိုခံငါတို့အုပ်ချုပ်တာမခံရင်အကုန်ပြာပုံဘွားလုပ်ပြင်မယ်ဆိုပြီးတော့တတိုင်းပြည်လုံးကိုလိုက်ပြီးအမှုတ်ချေးနေတာမဟုတ်ဘူးလား။အဲ့လိုကောင်မျိုးတွေကိုလက်ခံပေးရမှာလား။ဟမ် ဲ့တော့မပုတ္တုနော်အဲ့တော့နေ့ငါခွန်းကပြောနေပဲရိုးရိုးမခံနဲ့ပြေးခံတိလားဟိုကောတောင်းကနေဟိုဘူတာဟိုထိအမစုံကြီးစံကြီးစုံကြီးစံကြီးလက်တိလားနော်နော်တိလားမဟာတွဲမဟာတွဲတော့မဟုတ်ယာရီတွဲလေးတိလားနော်နင်တို့ဘောမဘကဟာရီကလေငါပြောရင်ငါ့ကိုမှတ်ရိုင်းနေပြောတယ်နင်တို့လည်းပြောရမယ့်စကားလုံးကတန်တန်ပဲရတိလားဟိုအတိတ်မဲ့မရှိတဲ့စကားကိုပြောလို့ရှိရင်တော့ဒါမျိုးပဲပြန်ရမယ်လေမှန်ကန်တဲ့စကားကိုပြောလေဟုတ်တယ်မလား လက်ရှိယွာတွေစစ်ကြောင်းထိုးနေတယ်မီးရှို့နေတယ်အစမတန်မဆိုင်တဲ့စည်ရင်ပြမှတ်တွေကိုဘုံကျဲချနေတယ်ဒါမျိုးတွေနင်တို့တခုံးဝင်ပြောတာအေးနင်တို့တွေအဲ့လိုမျိုးတွေပြောလာရင်ငါတို့နင်တို့ကိုရိုင်းစရာလည်းမလိုနင်တို့ပြောစရာလည်းအကြောင်းမရှိဘူးနော်ငါပြောသည်အခုနောက်ပိုင်းမှာပြည်ပဘောမတွေနော်တောင်းတောင်းသူတို့ပြောတော့ဝေဖန်စရာအကြောင်းမရှိဘူးသူတို့ကအမှန်တရားထွက်ပြောနေကြတယ်အဲ့လိုနင်တို့ပြည်သူမှရှိတဲ့ဟာတွေလည်းအဲ့လိုလားရက်တိရမယ်ဆိုရင်ငါတို့နင်တို့ကိုဝန်းရံပေးမှာအေးဒါပေမဲ့အခုလိုမျိုးစပ်ပေါက်တဲ့ဇာတ်ကားတွေမထွက်ပြောမယ်ဆိုရင်တော့နော်အနာမှမရှိလို့ နော်အဲ့လောက်ပဲအဝေးရမို့လို့ဟိုမှာမပြောတော့ပါဘူးနော်ဒါပါပဲအဲ့တော့ဟိုကျွန်တော်တို့ဒီတော်လှန်ရေးမှာလေရှေ့မှာတိုက်တဲ့ရဲဘော်တွေလို့တလို့အနောက်ကလည်းဒီလိုပေါက်ပန်း40ပြောတဲ့ဘောမတွေကိုထွက်ပြီးတော့စော်မဲ့ reaction တွေလုပ်မဲ့တူတွေလည်းအများကြီးလိုအပ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ဘက်ကအမှန်တရားပေါ်အရှိခံပြီးတော့ဝိုင်းပြီးတော့စော်ကြပါလို့ပဲတိုက်တွန်းခြင်းတယ်ကျွန်တော်ကတော့